ဆရာမခင်ခင်သူရဲ့မဟင်ကန်ဆိုတဲ့ဝတ္ထုကိုအပိုင်း28နေနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်ပုဒ္ဒောစာမင်္ဂလောလောကီဗုဒ္ဓမင်္ဂလာမာကမတပအန္တရာဝိနန္တန်တုတမောစာမင်္ဂလောလောကီဓမ္မမင်္ဂလာမာကမတပအရန္တအရဏာယဝိနာတန်တုတန်ကောစာမင်္ဂလောလောကီတန်ကာမင်္ဂလာ မာကမတပ်ပါအန္တရာယဝိနန္တတုလောကီလောကနိုင်ပုဒ္ဒောစာမြတ်စွာဘုရားဒီမင်္ဂလာမင်္ဂလာရှိပါပြီလောကီလောကနိုင်တမောစာတရားတော်မြတ်ဒီမင်္ဂလာမင်္ဂလာရှိပါပြီလောကီလောကနိုင်တန်ခောစာတန်ဃာတော်မြတ်တို့ဒီမင်္ဂလာမင်္ဂလာရှိပါပြီဤမင်္ဂလာ၃ပါးကိုမာကမအကြောင်းပြု၏ တပ်ပအန္တရာအလုံးစုံသောအန္တရာတို့သည်ဝါအလုံးစုံသောမကောင်းမှုတို့သည်ဝိနာတန်တူပြင်းစင်ပါပြောင်ကြရသည်အဲ့ဒါလို့မဟုတ်လားတက္ကမကြီးတင်ပါဗျာတခါမှမြတ်စွာဘုရားကဟောတော်မူသည်တတဝါရီဟာအလိုမရှိအပ်မနှစ်သက်အပ်မမြတ်လို့အသက်တရားတွေဆုပ်ယုံရင်ဘလောက်ကောင်းမလဲအလိုရှိအပ်နှစ်သက်မြတ်လို့အသက်တရားတွေကြီးရှိနေရင်ဘလောက်ကောင်းမလဲလို့တွေးကြတဲ့တဲ့ကောင်းတာတွေကြီးအလိုမရှိဘူးလားတက္ကမကြီး အလိုရှိပါသည်ဗျာမကောင်းတာတွေကြီးကြတော့လိုချင်ရဲ့လားမလိုချင်ပါဗျာတခါကမလတိုင်းဥရဝေကဥရဝေလာကပတ်ကြွားကြီးမှာမြတ်စွာဘုရားသတင်းသုံးနေတော်မူခိုက်ဗဒါကရွာတကြီးကစင်ရဲ့ချင်းကြောင့်နဲ့ပတ်သက်လို့ခေါ်တော်မူပါဗျာလို့ပြောတယ်ဒီတော့ဘုရားကအတိတ်ကိုဆောင်းပြီးဟောရင်လည်းသင်ယုံမှာမဟုတ်အနာဂတ်ကိုဆောင်းပြီးတော့ဟောရင်လည်းသင်ယုံမှာမဟုတ်လက်ငင်းပြစုတ်ပါမှာဖြစ်နေတာကိုမေးမယ်တဲ့ ဥရဝေလာကပ္ပရွာကြီးမှာလူတွေဆင်းရဲကြတယ်တေကြည်တယ်ဆုံးရှုံးကြတယ်အကယ်ရခံကြရတယ်စိုးရိမ်ပူဆွေးနေကြရတယ်အဲ့ဒီလူတွေနဲ့ပတ်သက်သလားတဲ့မေးတယ်တင်ပါဗျာဗဒါကတကြီးကမပတ်သက်ပါဗျာဘုံမပတ်သက်တော့တင်ပူပန်တော့ကရောက်ရသလားဆင်းရဲဒုက္ခလို့ထင်သလားကိုစိတ်နှပါဆင်းရဲလေခြင်းလို့ခံစားရသလားလို့မေးပြန်တယ်ဒီတော့ဗဒါကတကြီးကအပြည့်တော်နဲ့မပတ်သက်လို့ဧည့်သည်လို့လည်းမခံစားရပါဘူးဗျာတဲ့ အဲ့ဒီအထဲမှာကိုမီကိုပါကိုဆွေကိုမျိုးတွေပါနေပြီဆိုပါတော့ဘလို့ခံစားရမလဲတဲ့ဘူဆွေတော့ကရောက်ရမှာပါဗျာလို့ဗဒကတကြီးကပြန်လျှောက်တဲ့ရှင်းတယ်နော်ဒကမကြီးရှင်းပါတယ်ဗျာဒါနဲ့ဖះရှင်ကဗဒကတကြီးသင်မဲဖြေပါအဲ့ဒါဘာပြုလို့လဲတဲ့အဲဒီတော့ဗဒကတကြီးကချစ်ခင်တွေ့တာလို့ပါဗျာလို့လျှောက်တယ်ဒီတော့မှဖះရှင်က ဲ့ဒါအကြောင်းရင်းပဲတဲ့ချစ်ခင်ချင်းဒီဟူသောဆန္ဒဒီဒုက္ခဆင်းရဲရင်အကြောင်းရင်းဖြစ်တယ်လို့ဟောတော်မူတယ်တင်ပါဗျာဒါရောဒကာမကြီးမအိမ်ကနှလုံးသွင်းမှာဘုဒ္ဓဆင်းနေဖြစ်လို့ဖရာယဟန္တာများလို့မကျဉ်းချမ်းနိုင်တော့လဲပဲနှလုံးသွင်းပြီးစိတ်ဤချမ်းသာခြင်းကိုတိဆောက်ရမယ်ဒီကနေ့မွေးနေ့မွေးရက်ကစပြီးနောက်မွေးနေ့မွေးရက်ဒီတိုင်းမှာတရားနယ်ပြည့်စုံသောဘဝကိုရယူပွားများနိုင်ဖို့လိုတယ်ဟုတ်ကဲ့လားဒကာမကြီးတင်ပါဗျာ ကန်ရေဆက်ချရအောင်ဒီချိန်ကလေးဟာအင်မတန်ရေးကြီးတယ်တမြင်ချင်းလွင့်သွားတဲ့သဖင်းများကိုတဆုစည်းတဲ့ဖြစ်အောင်ချက်ထားတော့ဆန်းစုကဲ့သို့ဟုတ်ပြီလားအာယုံကလေးမှတီးပြီးအာကုတောအဖို့ပါကကို အောင်းမိမြေတားစိတ်ကလေးပြုတ်ပြီးညှို့ထားရမယ်တက်စွမ်းသမားလှူဒန်းရတော့ဌာနာကုတုကိုရီမှတ်ပြီးကောင်းမှုကုတုကိုရီမှတ်ပြီးနေဘဝတစ်ပါးခြားခြားကုန်ပြီဖြစ်တော့မိဘဘိုးဘွားများကအဆ မိမိမျက်မှောက်၌ရှိကြကုန်သောပုဂ္ဂိုလ်မရှိကြကုန်သောပုဂ္ဂိုလ်စသဖြင့်အာယုံညှို့ထားရမည်ဟုတ်ပြီလား။ gain လိုက်စို့တက္ကမကြီး။ဘန်းဒီဖျား။ဘန်းဒီဖျား။နိဗ္ဗာန်နတ။နိဗ္ဗာန်ကိုရည်မှတ်၍နိဗ္ဗာန်နတ။နိဗ္ဗာန်ကိုရည်မှတ်၍သစ္စိကရဏထာယသ မြင်းမညာဖုန်ညာတို့ဖြင့်မြမပြူရပါလို့ချင်းအကျုံငါ၎င်းတစ္စည်းကရဏထာယသမညာဖုန်ညာတို့ဖြင့်မြမပြူရပါလို့ချင်းအကျောင်းငါ၎င်းဒုက္ခဒုက္ခတာယသကိုစိတ်နှပါချမ်းမာချမ်းသာစေခြင်းအကျုံငါ၎င်းဒုက္ခတာယသကိုစိတ်နှပါချမ်းမာချမ်းသာစေခြင်းအကျုံငါ၎င်းအန္ရာယဝိကမနထာယသအန္တရာယကင်းခြင်းဘေးကင်းခြင်းအကျုံငါ၎င်း အနေရစာမိကမာနှစ်တရာစာအနေရကင်းချင်းဖေကင်းချင်းအကျိုးငှားလကောင်ဝိစာယနာကာလီမေင်ကန်းမွေးနေမွေးလာမွေးရကြရောက်ရသောအခါသမယနိုင်ဝိစာယနာကာလီမေင်ကန်းမွေးနေမွေးလာမွေးရကြရောက်ရအခါသမယနိုင်တိတရဏနေနုတဟတရဏကုံသုံးပါ၌ဒီပါကုံရင်တိတရဏနေနုတဟတရဏကုံသုံးပါ၌ဒီပါကုံရင် ဖုံးထားသောမျက်နှာတွင်မျက်ရည်တွေတာကျွမ်းအဆဲဆဲရှိတော်လဲမိန်ကန်စိတ်ကို စိတ်နှစ်ပင်တုန်နှောင်ထားခဲ့သည်ဤဆက်ချကရမှာ ကနုတ်ပန်ခန့်ကလေးတွေကိုမြင်နေရသည်ကရထိတ်မှတပေါက်ချင်းချလွန်နေသောဤဆက်ကိုတတိနေထင်စိတ်ကိုမပြန်လွင်အောင်ကြိုးစားထားရပါ၏ထိန်ထားသည့်ကြားကအဖေကိုမြင်ရသည် အမေကိုမြင်ရသည် မလောင်ကိုမြင်ရသည် ဥပစင်ကမိမိမြန်မာနိုင် ရှိကြကုန်သော မိမိမျက်မှောက်၌မရှိကြကုန်တော့တယ်။ရှိကြကုန်တော့ကဘသူတွေလဲ။မရှိကြကုန်တော့ကဘသူတွေလဲ။ဒီစိတ်ကကောင်းထင်းရောက်လာပြန်တော့ရေဆက်ခရကတသွင်သွင်ကြနေတော့ရေဆက်တပေါက်ချင်းကိုမမြင်ရပြန်။မျက်ရည်များဖြင့်ဝူဝူဝါဝါဖြစ်ရပြန်မိုင်း။တတိယအဝင်လာပြန်တော့မျက်ရည်ကိုထိန်သည်။လိုက်ဆုံနေရသည့်ရေဆက်ချကိုကတော့ကရင်မဖြစ်အောင်ထင်ရသည်စိတ်ကိုမလွင်မပြန့်အောင်ထင်ရသည် တမနိဆန္နာတဦးနှစ်တဦးဆန္နာဒုညေကြကုန်သည်ဖြစ်၍တမနိဆန္နာတဦးနှစ်တဦးဆန္နာဒုညေကြကုန်သည်ဖြစ်၍တမတမောတမနာကြည်တာရှင်လန်းဝမ်းမြောက်ကြကုန်သည်ဖြစ်၍တမောတမနာကြည်တာရှင်လန်းဝမ်းမြောက်ကြကုန်သည်ဖြစ်၍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 မိန်ကညီစိတ်ကိုညှိနေအောင်တီထားစမ်း ရေးစဲချတော့ချသခိုင်အချိန်ကလေးမှာမပြန့်နှင့်စင်းနေပြုခဲ့ဘူးတဲ့ကုတော်ဖို့ကဝမ်းမြောက်ဝမ်းသာရကြဆန်းပါစီညီသက်40ပြည့်ပြီပဲနှစ်ပေါင်း40ဆိုတဲ့လူဝတက်တန်းမှာညီကုတော်တွေပြုခဲ့ပြီပဲပြီးခဲ့ကန်းခဲ့လှူခဲ့တန်းခဲ့ပြီပဲခြေဟဲ့ဖို့ဟဲ့တွေးဟဲ့မွေးဟဲ့ရှိခဲ့ပြီပဲတန်နေရာကြီးရှိတဲ့ရွေးဝစ်စင်းရဲ့ကြီးရှိမှာပဲဇာတိဒုက္ခဇယဒုက္ခဗျာဒိဒုက္ခမရဏဒုက္ခတွေရှိနေမှာပဲ ်ချစ်ရတဲ့ကူကွင်းရခြင်းစင်ရဲ့မချင်မနစ်သက်ပဲပေါင်းတင်ဆက်ဆံရခြင်းစင်ရဲ့ဘဝတူများအချင်းတကြရှိချင်တော့လဲရှင်ကွဲကွဲရတဲ့ဒုက္ခစင်ရဲ့ဒါတွေလည်းရှိမှာပဲ။အိုးတတိလိုရပြန်ပါဘကောတတိတတိအေစီတပတိတာဘောရိညာအလိုရှိရသောတောင်းတရသောဘောရိညာကိုအေစီတပတိတာဘောရိညာအလိုရှိရတောင်းတရသောဘောရိညာကို ်လပိတွာရာဇာကုံရင်လပိတွာရာဇာကုံရင်နိဗ္ဗာန်ံနိဗ္ဗာန်သူပါပုဏိတာမှာရောက်ရပါလို၏နိဗ္ဗာန်ံနိဗ္ဗာန်သူပါပုဏိတာမှာရောက်ရပါလို၏ရေဆဆပြီးမှတော့မယင်ကံလှိုက်ခနေခံစားလိုက်ရသည်တချမ်းရှိုက်ခြင်းနှင့်အတူမျက်ရည်တွင်တွင်ကြလာခဲ့ပါ၏1322ခုတပိုးတွဲလာမယင်ကံအသက်40အတင်းတင်းပြေခဲ့ပြီး မနက်ကပြင်ရွာဦးဆရာတော်ဦးခင်မင်းသားထံတွင်လွန်လေပြီးကြသူတို့အတွက်မွေးနေ့ကုသိုလ်ပြုခဲ့သည်ဖုန်ကြီးဆောင်ကိုဝင်းနတ်လန်ရှိကြီးတခြားဖြတ်တော်ကိုပြည့်သိန်းကိုတတိယသည်နတ်လန်ထဲမှာပဲမိန်ကန်ကိုမြေတားရှိကြောင်းသူပြောခဲ့တာမဟုတ်လားဒီတခါတော့စွန်းဆိုင်ကိုလည်းလက်ကဆွဲမိန်ကန်တယောက်ထဲအကြောင်းကိုလာခဲ့ရပြီးကျေဦးနှင့်သမီးငယ်ခိုင်ကအိမ်မှာနေခဲ့ကြပါသည် ဆရာတော်ဆုံးမလိုက်တော့ရေစက်ချတရားကိုနာယူရတော့လေအပူကလေးငြိမ်းရတလူလိုရှိခဲသည်ရွှွန်းင်းလို့တော့နှထောင်းလုံးရွှေရည်ပုထားသောနှပြားနဲ့ခြေနှထောင်းလုံးအပေါ်ရန်လှရောဟန်ဆောင်မထားနေလို့လဲဆရာတော်ကမာလိုက်သေးသည်ဆရာတော်ကမဟိကံเจ้าကိုတည်နေလို့များလားအတွင်စိတ်ကမငြိမ်းနိုင်ပဲဟန်မဆောင်နေလို့မိန့်ချင်ပုံရပါ၏အခုတော့လေ ။တရင်ကြီးမှာမအင်ကံပဲရှိတော်သည်အဖေမရှိတော့အမေပန်းရုံကွယ်လွန်ရှာခဲ့ပြီ။မလောင်လည်းစုံပါခဲ့ရပြီ။သမီးကြီးမြိုင်ကိုမြင်းချံပို့ခဲ့သည်။1319ခုနှစ်ကရေတွဲလီလေးနေုံပင်ကြော်ခဲ့ပြီ။ဒီလေးငါးနှစ်အတွင်းမှာမအင်ကံတို့အင်ကြီးတဲကလူ၃ယောက်ကိုဖယ်ယူသွားခဲ့ပြီ။အသက်၄၀ဆိုသည့်ရွယ်ကဘဝမှာအားရှိဆုံးချိန်ပြီ။ ရင်းချက်သောဘွားအဖြစ်ရှေခီကိုလမ်းရန်ခြေလမ်းပြင်ခိုင်းပါပြီ။တစုံတယောက်ကတွန်လှဲပြလိုက်သလိုပုံလျက်သားလဲခဲရသည်။ကျေးဦးရဲ့ဖြစ်ရပုံများတော်၏အမေဆုံးသည်မလောက်ဆုံးသည်။ဒီကြားထဲကညီရမယ်ရီးကြညွန်မှာဆုံးသွားတာကကောမအိမ်ကံကိုအညိုနဲ့လုံနေသလိုပဲ။ငါရဲ့ခွေရတဲ့လူတွေကိုကြည်တမလွန်ခေါ်သွားတာကတော့တစိမ့်စာဖြေးနိုင်စရာတောင်အကြောင်းမရှိပါလားဤ။ဆရာတော်ကတော့ဟောရှာပါရဲ့။ ငါရင်ဆက်တောင်ဖြောင်းအောင်ချနိုင်ခဲ့ပါဦးငါမျက်ရည်ကြတာတမိကလေးမမြင်စေချင်လို့ညီတို့ကိုထားခဲ့တာပါကြောင်ကပြန်နှက်လန်းထဲမှာငါထိုင်ကုန်မိတယ်ဘဝကြောင့်များမကောင်းပါဦးရေကျေဦးကိုပင်ပြောမိခဲ့ရပါကျေဦးကတော့တရားရှိသူလို့ပင်မလုံးမချောက်ရှိနေလေသည်မဟိကံကိုသနာစရာတတ်သွားကြောင်လို့ခြေနေခဲ့သည်ဒီလောကဒဏ်လောက်တော့ ခြေဦးတို့ကခဆောင်းနောက်တင်လိုက်ခြင်းသည်ဆိုသည့်မျက်နှာဖြင့်ရှင်နေခဲ့သည်သူကရောပါထူတို့လည်းအမိဆုံးသည်ရောက်ခမမိပါဆုံးသည်မဟိကံကြုံသလားခြေဦးကဖြစ်ရလေခြင်းရဲ့လိုမကြီးရဲ့မရေဆုံးတော့ငါကိုခဲသည် ရောက်ခမဆုံးတော့မျက်ရည်လေးတည်တည်ဝေခဲသည်ဒါပါပဲဒီနောက်တော့ဆက်လို့တော့ပြောတာမျိုးမရှိမဟိကံမှာခြေဦးကိုကြည့်ပြီးတရားကြရမလို့လို့ နီးမခံစားရဘူးလားဆိုတော့ခံစားလို့တော့ပြန်ရှင်လာမှမဟုတ်တော့တာတည်းမိန်ကန်ငါလဲလူပါဟဲ့စိတ်မကောင်းမဖြစ်ပဲနေပါမလားငါရောက်ခမတွေးလှအောင်ဆိုရင်စွစူငေါငေါနဲ့ငါပေါ်ကောင်းရှာသိမ်းအမေရင်းနဲ့မချားပါဘူးအမေနဲ့ရီလာအောင်ဆုံးပါကြတာငါအတွက်အင်မတန်ထိခိုက်ရတယ်ကြီးပန်းရုံဆိုပြောမနေနဲ့တော့ ဘသူပေါ်မဆိုစိတ်ကောင်းနှလုံးကောင်းရှိခဲ့ရှာတယ်။ကြီးပန်းရုံဆုံးတော့ဟာငါချွန်းပြင်းကိုမိတာပါ ਈ ။ဒါပေတည်းငါဖြည်တယ်။အော်သူတို့ခမညာအသက်ကြီးရှာကြပြီ။ဘဝဝန်ထမ်းခဲ့ကြတဲ့နှစ်ထမ်းကြီးရှည်လာပြီ။ငါတို့တော့သူတို့လားတိလကောင်းပါမလားအောင်းမိမိတယ်။ဒါမဲ့တဝင်းဝင်းအကင်းတပြိုက်ပြိုက်ကိုမိ။အောင်းမေယတိမကတော့ဟုတ်တော့တော့ပါလားဟဲ့။အေးပါ ਈ ။ညီလေးခန်းဆိုင်ရမှာပါပဲလေ။တို့နှစ်ယောက်စလုံးတူတူပါပဲ။ တို့အားကိုအားထားပြရတဲ့သူလေးကြီးဆိုတော့ပဲ့ကြီးပဲ့ရတာပါပဲ။ဟွန်းငါကတော့ရှင်ကွဲပူတာပေါ့ကြီးဦးရဲ့ရှင်ကွဲပူတာပေါ့ရင်ဆိုဒီစကားကြောင့်ကြီးဦးငိုင်သွားခဲ့ရသည်။ပါမမပြောသားတော့မဟိန်ကံကိုတစိမ့်စိမ့်ကြည့်နေတာပဲရှိသည်။မဟိန်ကံငငယ်မဟိန်ကံအပြူပါမဟိန်ကံအပြူဖားပါမဟိန်ကံသာတယ်မေးတခြားလောကြီးဦးမျက်စိရောက်มาပဲရှိခဲ့သူ။ ခံစားမှုကြီးတယ်လို့မဟုတ်တာလို့ရမှာကိုဆက်ဆုံးသူမမှန်တာရှိလျင်မတရားတာတွေ့လျင်ရှေးကရက်ပြီးရင်ဆိုင်ဝင်ရဲသူဒါမကြောက်လှမ်းမကြောက်မင်းမချောကိုတခါတရံကြည်ဟုပင်အံ့ဩရသည်ပြုံးရီချောမောသည်ကိုကျင်တရားကောင်းသည်ရရပေါ်ညာတာသည်မိဘတွေကိုခြေဆုံးလက်နေရှိသည်လင်သားကိုယူသည်သည် သားသမီးတွေကိုငတ်တောင်သိမ့်ထိန်နိုင်သည်တို့တော့ တခုခုကိုထင်လိုက်မိပြီဆိုရင်လေဇွဲကြီးနဘဲကြီးပြန်သည်စုံမမယားဖြောင်းပြမယားလက်တွင်စုံမိလေမဖြေတော့တာမျိုးရှိသည်မဲ့အမြိုင်ခွန်းတောင်ကင်ဖြင်းရမည်ပြောကြဆိုကြတော့ငါများကျင်းဦးပင်အံ့ဩခဲ့ရသည် ကိုယ်တိုင်မဖြစ်လိုက်ရသည်ခွန်းတောင်ကင်ဘဝသမီးချင်ရင်ဖြစ်စေရမည်ဆိုတာကိုကျေးဦးအပြစ်မပြောခြင်းမှာသို့တော်ဒီစိတ်ကကြီးလွန်လာတာကိုတော့ကျေးဦးလက်မခံခြင်း မဖြစ်ရတော့ကောဘာဖြစ်တုံဆိုတာမျိုးမရှိကိုနာမကန်ရတာနေပဲလူဖြစ်ရှုံးရရောလားရွာထဲမှာကွန်းတော်ကန်ရတဲ့ပြူချောကတယောက်တည်းမကန်ရတာတွေကတော့တမဘသူမှခံစားမနေကြဘသူမှပူဆွေးမနေကြရွာထဲကတငယ်ချင်းမဲ့ရေးဆုံးပြောသလိုကွန်းတော်မကန်ရလဲလင်းတော့ရတာပါပဲငါပြင်းကလေး6ယောက်နဲ့ဖက်တီကိုလိုက်လို့ ဆိုသည်စကားကိုပင်တရိယာမီသေးသည်ကျေးဦးနှင်းမရင်ကံကွန်တော်ကကိစ္စအင်ကြီးပေါ်မှာပြောကြတော့မလာအောင်နားရင်အင်းနေသည်မလာအောင်ကသူတို့နှစ်ယောက်ပြောတာရောအကုန်ကြားသည်နောက်တနေ့မှပင်ချွေးမဖြစ်သူကျေးဦးကိုမေးတော့သည်ကျေးဦးကလည်းမှန်ရာကိုပြောလိုက်သေးတာထိုစဉ်ကမေလာအောင်ကပင်ပြောခဲ့သေးသည်ငါလဲနားကြဆိုတော့အံ့လဲအံ့ဩမိတယ်။ငံဖွဲတော်မှာလေကျင်မန်းတိရတာကိုဤ။တမလဲနှူကြည့်လက်ဥ တမားလဲဒီကြည်လဲကြည်တမားလဲရင်ကြည်လဲလွင့်ရမယ်ဟာသူ့မှာမလွင့်နိုင်ဘူးပထမတော့ရီးပန်းရုံကိုပြောမလို့ပဲခင်ဗျာစိတ်ဆင်းရဲသွားမှစိုးတာနေပဲမပြောတော့ပါဘူးကိုစိတ်တဲကိုပဲထားလိုက်ပါတော့မယ်။နောက်များမအိမ်ကံကိုညီမပြောနဲ့တမီမေပြောမယ်။မအိမ်ကံကိုညီမတိုးနိုင်ဘူး။အမေလှအောင်လဲဆုံရှားပြီးမအိမ်ကံကိုပြောသွားနိုင်ခဲ့ပုံမရပြောလို့လဲညာမီမတင် မဟင်ကံကိုညီမတွန်းနိုင်မှု ဆိုပေသည်အမေလာရောကိုရိုင်းလည်းမတွန်းနိုင်တာခြေဝတီပိုင်းတမီးစိတ်ဒစကကြီးရသေးကြတယ်ဒီခွဲတွေနေကြုံရသည်ရှင်ခွဲတွေနေကြုံရသည်ဒီတော့လေမဟင်ကံရင်ထုမနာဖြစ်ရှာတာအပြင်းမတင်းချင်းခင်မုတ်လည်းပြန်ပုတ်လည်းပြန်တာတွင်ဆိုတော့ပုတ်လည်းပြန်ဘွားတွင်ဆိုတော့ငယ်ကပေါင်ခဲသည်ငယ်ချင်းကောင်းရောင်းမကိုကဖေးမတိုက်တာအကောင်းဆုံးလို့သာခြေဦးခံယူခဲ့သည် အခုတော့မအိမ်ကန်တို့အိမ်ကြီးမှာစဆူဝဝေးမရှိတော့အိမ်ဦးခန်းမှာထိုင်ပြီးအเจ้าကျိုးအကောင်ဆိုးကိုဝေဖန်ပိုင်းချပေးတဲ့တည်မိပန်းရုံနဲ့ငုတ်တုံမဲတဲ့မရှိရှာတော့ပြီ အမေစီတောင်းလေးကိုမြင်တိုင်းရင်လိုက်ရနုံးသဖြင့်အိမ်ပေါ်ထက်ကခန်းနေတိမ်ထားခရရသည် မလာအောင်မရှိတော့တဲ့ပြင်ခါတိုင်းလိုအိမ်မှာတော်တော်ညံ့ညံ့ဖြစ်တာဖြစ်တာမရှိတာပြီးခြောက်ခဲ့သွားသလိုခံစားရသည် မောက်ဆူကိုဖုံးဝင်ရတော့လူရေးသလားယူရှာလွန်တဲ့ပြင်တနာရပါ යි ညကန်ယုံကလေးပဲရောက်တော့လင်းရီးချညိုကိုတတိယမိရပြန်သည်တူရီနှစ်ယောက်ကောင်းချင်းဆိုင်ကညကန်အစဉ်ဆန်းကလေးတွေ အကွက်သွေးပေါ်ခဲကြပုံတွင်ဒီလူဒီလူတွေရဲ့နေရာမှာမဟိကန်ကိုတိုင်းထမင်းကစားတင်ခဲရပြီမိဖို့ချောင်ကိုခြေဦးဝင်ရပြီတောက်တူမဲ့ရလေးတွေအတွက်တော့ညကန်သမထဲကအင်းငင်ကိုခေါ်ထားလိုက်သည် အင်းငင်ကရကန်ယုံလဲဝင်နိုင်သည်အိမ်ပါဟီရမှာလဲညနာလွဲရသူကလေးဆိုတော့အကူရပါတော်လောခင်နှုတ်သေးကိုဖိုတုံနေခြေဥရိုလင်များက တက္ကစီရှိကြသည်ဖိုကူကတော့အိမ်မှာဂျူကာယုံဖြစ်ရပါပြီငယ်စင်လေးကမအိမ်ကန်လက်ကတော့တောင်းလက်ကတော့တောင်းမွေးပြီးပြီမအိမ်ကန်အထူးအကူရသူလဲဖြစ်လာသည်လူပြိုတို့ကြည့်ပြီးပြီ အပူမရှိအပင်မရှိနောက်ဆိုင်ငင်းရှားလဲမရှိ မဟိကံကိုလည်းအင်မတန်ချီးရှာသည်မဟိကံပြန်စင်းစားကြည့်တော့ဒီရင်ကြီးမှာတွေးသားရင်ချရဲလို့မဟိကံနဲ့သမီးငယ်ခိုင်းတာရှိတော်သည်ဒီလိုအတွင်းရောက်သွားလေတိုင်းမဟိကံဥချပအောင်ယူချင်လာမိခင်တကြီးမင်းဥတာထန်းနေအမေပန်းယုံတို့သမီးခင်မောကမဟိကံတယောက်ထဲမွေခဲသည်အသက်ကြီးမှပွားစီရတော်သမီးမတုံနေအောင်ချစ်ခဲ့ကြသည် သမီးရလည်းသမီးဆိုရလားချော်မောလာသူမော တင်ရအလုံးတနေလုံးကတကြီးတမီရုပ်ကလည်းချောတဲ့ဟင်အတန်ကလည်းလွင်တဲ့ဟင်လက်ကလည်းပါတဲ့ဟင်စိတ်ရလည်းနူးညံ့တဲ့ဟင်ဆိုကြသည်ရဲ့ဒီညနေပန်းပွင့်ခဲသည်ကျေးဦးရဲ့နှစ်ပေါင်း40ဆိုတာခဏကလေးလိုပဲနော်ဂနေမိန်ကအသက်40ပြည့်တယ်ဒီနေ့40ထဲမှာအဖြစ်ပြက်တွေရများလိုက်တာဝမ်းသာစရာတွေလည်းပါရဲ့ဝမ်းနည်းစရာတွေလည်းပါရဲ့ကြောက်စရာတွေလည်းပါရဲ့ညင်မောစရာတွေလည်းပါရဲ့ ဘဝတွေများတွေးကြည့်ရင်အံ့ဩစရာဒီမိဒီပါနဲ့တသက်လုံးနေရမယ်လို့ထင်ခဲ့တယ်။ဒီရွယ်ရောက်မှတွေးကြည့်တော့လေရေကြီးလဲတောက်ပြရေနောက်လဲတောက်ခဲ့ရတယ်လို့ပါပဲ။ဒီမနက်ပဲခြေဥကိုပြောမိသေးတယ်။လွန်ခဲ့သောနှစ်ပေါင်း40ဒီလိုရက်မှမရင်ကန်ကိုအမိမွေခဲ့သည်။တပုရဲလာကြီးချက်ချင်းစီစီမရင်ကန်အင်ပေါ်တက်ကစာသာချင်းထဲကစာသာကိုတွားယူသည်။ မင်းကငငယ်ကလေးကထိုင်နေကြဝရဏလေးဖက်ထွက်ပြီးဇာတာကိုပြန်ဖက်သည်ဒီဇာတာကလည်းမင်းကနဲ့အတူရှိလာတာဆိုတော့နှစ်ပေါင်း40ပုံဇာတာပြည့်ရက်ကလေးပဲရေနံချေးရောင်ပေါင်နေခဲ့ပြီး CA2 50 5021တက်ဂရေဒီက1982ခုနှစ်တွင်194သူရိယကံဝေါ်ဟာရမာတာတဘိုးတွဲလာဆုံးစနေရဲ့ တနေ့ညစဉ်9နိ9နာမြန်မာလေးချက်တည်းချင်းနာပပီကိုဗီဇနာခုနပြန်ကိုခေယကံလက်မိန်စံတင့်တွင် ဟောရတင့်တင်တနဝင်လက်ခီနက်ခဲစနစ်လုံး3ပန်း52လီတာတက်လက်ခီလေထိုနီနာယတိတတိတမရဏတိတမရဏခက်ကမိကတိဒုတိယပဲတိမတ်တော်ခါ ရေနာသုံးပါးဥထိတ်တင်တမီယတနာပါးသည်နာမန်မယင်ကံအသက်120ရှိစီ၏ပြီးစီသောရောင်ရှာတော်ကြီးဖွဲ့ပြီးခဲသည်ဆိုသောစာရာကိုတလုံးချင်းဖန်နေမိသည်အသက်120ရှိ၍ပြီးစီသောတည်းအသက်120တာနေရနေဆိုလီနောက်ထပ်အသက်80နေရအောင်မှာလေလားလူတွေအသက်120အထိရှိကြလို့လား အသက်40မှာပင်မေကန်အတွက်ဝင်နေပြီးလားပြီအပူတွေရခဲ့ရပြီကိုကိစားပါသလိုသူတပါကိစားတွေမှာလည်းရောရောင်ပါနေခဲ့ရသည် အနည်း40စာကြုံတွေ့ခဲ့ရသောဖြစ်ပျက်များကြောင့်နောက်ထပ်နှစ်80လဲထပ်ပြီးအသက်မရှိလို့တော့ပြီတစ်ဖက်ကတွေးပြန်တော့မေကန်ဖိုးရကန်ကောင်းသည် ဆိုလိုရာညီထင်းညိုကြီးယိုကြီးထဲမှာဝင်စားခဲ့သည်မိကောင်ဖကောင်တို့၏တမီဖြစ်ရသည် အိမ်ဝန်ဆောင်မကြောက်မကြရသည့်ရိမ်မှာခိုခွင်းရခဲ့သည်မိဘကိုချစ်သည့်အချင်းလင်သားကိုချစ်ရသည့်အချင်းသားသမီးကိုချစ်ရသည့်အချင်းအချစ်သုံးမျိုးစလုံးမယိကံရယူခံစားနိုင်ခွင့်ရှိခဲ့သည်မယိကံကိုမိဖပေးခဲ့သော လက်သေးမိကြီးယူပုံကားပင်မေကဥပဒိတံပတ်တိဖြစ်မှာဝိမဲ့ကလေးကဥပဒိတံပတ်တိဖြစ်ရတယ်ဟိုပြောကြအမေပန်းယုံကပြောဖို့ဒီမေကံကိုကိုဝင်ဆောင်စင်းကမေခမညာ နှစ်ငပြောဦးနူးနူးကလေးတွင်တကြွကြမ်းကြိုက်စားခြင်းခဲ့တဲ့လားပြေကျော်14ရက်ပါဆိုရင်တော့အစီရောအချင်းမှာ လာမတဲ့အကိုမောင်မြတ်သားကနှမလေးလိုချင်တာမြ мян မွေးကြတော့ဗျာလို့ပြောတဲ့တကယ်မွေးတော့တဖို့တည်းလားပြေကျော်12ရက်နီးညီတော်တမီးကတင်းကနေတမီးဆိုတော့ချက်ဒီဥကောင်မှာတီးတဲ့ခေါင်းကိုတန့်အောင်ထားမိမိပြားကျုံနဲ့ရှင်မွေးတဲ့မိမဟဲ့လာပြေကျော်ဆန်းညက်ဖွာဆိုတော့ကြွေပိုးကြွေဝါရှိလိမ့်မယ် ကောင်းလိုက်တဲ့စားတာညီတို့စောင့်ကြည့်ပါ යි မင်းကတော့မဖြစ်တော့ပြောအမေရိုးပေါ်ပြောခဲ့သည့်စကားတွေမှန်းကြောင်းမလောင်ဟောင်ကမကြာခဏပြောတတ်လို့မေင်ကန်လိုရနေခဲ့သည်မေင်ကန်မွေသည်ညာကထူးထူးခြားခြားအနောက်ရန်လေးကြီးတက်ခဲ့သည်ဝင်းခနဲ့ပြတ်လိုက်တော့လျှက်စင်မိုးကျိုးတစ်ချက်ကြောင်းပဲမော်တိုက်ကြီးတောင်တိတ်ခနဲ့ခါသွားခဲ့သည်အိမ်ကောင်းရင်းမှာနှင်းနေချီကအပွင့်မြုံနေသောစက်တပူယုံကြည်ရလေမေင်ကန်မွေသည်ရမ်းမှာ ခူရီထိုခဲ့သည်။ဖုန်ကြီးကြောင်းရိတ်ကရေကန်ကြီးပင်ပြေးသွားမိုးကြီးတမရွာခဲ့သည်။မဲ့ရင်ကန်အာယုန်နေထဲမှာမဲ့ရင်ကန်မွေခဲ့သည့်နှစ်ပေါင်း40ကပြည့်ပြတ်တွင်ဖြန်းကနေဖြန်းကနေပေါ်နေခဲ့လေ။ရှင်အိမ်ကန့်နဲ့ညီငယ်ငယ်ကဖေးဆူရတာလို့ပွဲခင်းတဲ့ဟာအငိမ့်မင်းသမီးနာတာမခွာဘူး။အကာတင်ချင်လို့သိကြတယ်။အဲ့ဒီရက်ကအိမ်မှာခင်းနေပွဲထိုးထားတယ်လို့ဖောင်းလန်နေတာကိုမစားဘူး။ ပွဲကြည့်လဲတယ်ထမင်းအော်တာဟင်းအော်တာသွားမျောတာလေဖျန်းချင်ဒီဒလိန်ထိုးချက်စားချင်လားဆိုလို့ကျုပ်ချက်ကြွေးရပါကောလားငငယ်ကအင်မတန်အနေအသားရွာတယ်သူတကကလေးတွေနဲ့ကစားချေပါဟဲ့ဆိုလဲမကစားဘူးအာရှီအင်ပေါ်ထက်တက်ထိုင်နေတော့တာမှုဆက်ကြလေးတွေလင့်လာတာကိုလှန်ရေးတက်တဲ့မလောင်အဲ့ဒါလေးတွေကဘာတွေလဲဘယ်ကလွင့်လာကြတာလဲဘယ်ကိုသွားကြမှာလဲနေမိတက်လို့ငါပြင်မဟုတ်ကရောဟုတ်ကရောဖြေရပါသားပါဖြေရတာပါကြီး တခါကညအကိုလှုပ်တဲ့သူကိုပုံညက်ပန်ခူးေးပါဆိုတော့အကိုကအပြင်ပေါ်မတက်ပဲအပြင်ချင်းကလှဲချပြစ်လိုက်တာတော့ကိုင်ငါနမစိုက်တလောက်ခူးစမ်းတယ်တို့ဖြင့်အပြင်ကလေးနှမျောလုံးလုံးကြီးရခံငူရခံမယ်ငယ်ရွယ်ရောက်လာတော့ငငယ်ကအကြောင်းမီကိုမလာအောင်က သူမှမီးသမီးစီကကပတ်ကုံပြောပြလေးရှိခဲသည်ဒီတက်ဒီရဲဒီမယ်ကံကိုယ်တိုင်းမမီးနိုင်တော့ပုံရိပ်တွေရှိခဲသည်မယ်ကံငငယ်ကပါပြီ ပယ်ရွယ်လောက်ရှိမလဲမေကံမမှန်မီတော့ပါထိုနေရာတွင်ထိချက်တော်ခေါ်သည်ထီဖြူကြီးကြီးသည်ကြောက်ထီကြီးတွေကြားကထီဖြူတလဲတီချီးတွေကြားမှာမမကွန်ပြူစစောတော်ကဒီညမှာလူတွေများကြီးပါ နောက်တော့မေကံနဲ့မမကွန်ပြူသားရှိတော်သည်မကွန်ဖြူရဲ့မှန်ကန်ဖြင့်တယောက်တည်းရည်လို့စိတ်အားငယ်လိုက်ရတာမပြောပါနဲ့တော့လူတွေလည်းဘယောက်ကုန်ကြမှန်းမသိပါဘူးတော့ လူတွေကထီးဖြူတော့လာခဲ့လူကြတာကောမအိမ်ခံရင်ပြန်ကုန်ကြပြီဘာမှကွန်ဖြူကဘာလာလောက်တာလဲဖက်စင်ကွန်တောင်လာပို့တာလေဒီစီဒီရင်ပြပေါ်မှာမင်းကလေးကြောင်ကိုဖက်စင်ကွန်တောင်နှိုက်ပြရမှာမအိမ်ခံရင်ဖက်စင်ကွန်တောင်ကဘယ်မှာလဲဟိုမှာလေကြောက်ထီးရဲ့အောက်မှာဟုတ်သားပဲဖက်စင်ကွန်တောင်ကဖူးဖူးကြွကြွရွရဆင်းဆင်းကလေးမအိမ်ခံကဖက်စင်ကွန်တောင်ကိုသွားယူလိုက်ပို့ပြင်းနေမထီးနဲ့တော့မအိမ်ခံ ဖတ်စိန်ကွန်းတောင်ဆိုတာလွယ်အပ်ပြီးမှအကန့်ခွင့်ရှိတာမမကလွှဲမပေးမချင်မကန့်ရဘူးမိထတောက်တက်တယ်။အိုးမအိမ်ကန်ကန်ရှင်လို့ပါနော်မအိမ်ကန်လွှဲပေးပါနော်မလို့ပါနဲ့အဲ့ဒါလားဘယ်လွှဲပါမလဲ။အိုးမရလို့မဖြစ်ပါဘူးဖဲ့ပါမအိမ်ကန်ကသဝင်လို့တော့လက်ထဲမှာဖတ်စိန်ကွန်းတောင်ထဲကငါပြောဖို့ချက်တူရေရုပ်ကလေးသာပါလာခဲ့တယ်။ မင်းရေကံဘွားမှာမမရေရရှိခဲ့သည်ငငယ်ကမခဲသည်အိမ်မဲဒီအိမ်မက်မက်ပြီးနောက်နှစ်ပေါင်းများစွာသည်မစားခနာမခဲရသည်အိမ်မဲတခါတော့အကိုမောင်မြတ်သားကဝါကလေးတွေသုံးပြီးဖက်ဆုံကွန်တောင်ရုပ်ချိုးပေးသည်အဖျားမှာချက်တူရေရုပ်ကလေးပင် ပါသေးသည်မင်းရေကံကကွန်တောင်ရုပ်ကိုပွင့်ရင်အပြိုတရားလိုဟန်းဖြင့်ခြေဖျားကလေးထားလေတိုင်းလေးမှော်ပြီးရှောင်သည်ဒီချိန်မှာပင် မေပန်းယုံရီအော်တန်၆ချားချားပင်ကောင်းလာပါဘိန်ကန်ကြီးလက်ထဲကကွန်းတောင်ရုပ်ကိုအခုချထားလိုက်စမ်းအနည်း၄၀လောက်ကမေအော်တန်ကိုအခုပဲကြားလိုက်ရသလိုပင်ကွန်းတောင်ကိုင်ဖြစ်ဖို့ယူသူခဲရတော့မေကန်ကိုရရဆက်ဆက်လက်ညှိုးငေါငေါထိုးကအရှက်တကွဲကျိုးနေဖြစ်စေခဲ့သောကြီးတော်ဆန်းရွှေညနေတီတီစကလုံးများ ညီကငါစီဝါလဲကြိုင်တယ်ငါသားလဲခြိုင်တယ်ငါသားကွန်းအောင်ကင်နေယူမှာအေးညီယောကပပဝတီကချော့တယ်ပြောပြောငကားပုံဂလုံးမကူးနိုင်သလိုပဲညီတီတက်တက်ကွန်းအောင်ကင်မဖြစ်ဘူးအိုးဒီနေ့ကြမှာအမေကန်ဘာဖြစ်တယ်မသိရှင်ဖြစ်နောက်ကြောင်းနေရအချီမြင်အစာဆွဲမိလိုက်သလိုအတန်းလိုက်အမြင်လိုက်တောက်ရှောက်ပါလာလေးရဆုံးမဲမဆုံးနိုင်တော့ အာယုန်တွေကိုစွမ့်မိဖြစ်တော့လဲမပြန်ထက်ကထက်ကပေါ်လာနေတော့ဤမိန်ကအာယုန်တွေကသမီးကြီးမြိုင်ကို မြင့်ချန်သွားဖို့စားကရက်သေးစီရောက်သွားပြန်ခဲ့သည်ထိုနေ့ကကိုပြေးသိဖိုကူကိုဖုံငွေနေမလာအောင်တော့မြင့်ချန်ကို လိုက်သွားခဲ့ကြသည်အိမ်မှာဖိုတိုကလည်းလင်းမင်းသားလေးကြီးခြံရီခဲ့ကြသည်အကိုလေးကိုဆန်ကောင်ကလာဆောင်ပေးခဲ့သည်ထိုညကကြောင်းတွေကိုလည်းမိန်ကမမေနိုင်ပါ ဘသူကဘာကြီးရဲ့ channel လောက်ခဲ့ဒီဆိုတော့အခုထီလဲမပြောနိုင် သို့တော့တိုက်ဆိုင်တာပဲလားတော့မသိဒီကိစ္စဖြစ်ပြီးဒီနောက်ပိုင်းအမေဆုံးသည်မလာအောင်ဆုံးသည်ထိုညကလာလီပြပြတာနေခဲ့မလင်းမှုမောလင်းမှုမောထိုညကဖြစ်ကုန်မဟိကံထင်းထင်းကြီးမြင်အောင်နေစေဖြစ်သည်တွင်းမိတိုင်းလဲကြောစင်းနေမိရစဉ်အဲ့ဒီညကမဟိကံအိမ်မပြောနိုင်ပဲနှိုနေခဲ့လေသည် မရင်ကန်တို့ဝိုင်းကြီးကျကျဲထဲမှာနောက်တောင်တောင်ကိုအိမ်သားတွေရောက်ခဲ့ကြသည်ညီလက်မထားခြင်းတဲ့ပြင်ဘူတော်ကပယ်စင်ကုန်သေးထားခဲ့ရာရင်းဖြတ်ထားသောပယ်စင်ကုန်ငုတ်တဲရာထိုးထိုးထောင်ထောင်ရှိနေကြသည်အတစောင်းထိုနေရာထိရောက်ရန်အခြားအကြောင်းရှိသည်ကတစောင်းတို့ကြောင့်တစ်နှစ်နေလို့တစ်ခါမရောက်ကြသည်နေရာဖြစ်သည်တဖက်ဝိုင်းတိုက်တွေကလည်းတောပင်တောထင်းတွေပုံကြလာမည် ဲ့ရတော်စာရုပ်စာပြင်တောင်းနေထားကြတာမျိုးပြင်ထိုနေရာထုံတောင်းမှာလူတို့ရပအောင်နေတယ်လို့ဖြစ်နေသည်ထိကြတဲ့ကတဖက်နမိုင်းဆက်ရတောင်းမှာပြင်မရှိသေးတွင်းချောက်ကြီးရှိတဲ့ပြင်အမိုင်းတိုင်းများပြကြရာကငွေပါကင်းပါခုန်နိုင်တယ်လို့ဖြစ်နေတာလဲပါပါပြည်သူမစိုးလာရောက်ခုန်နေနိုင်လားဆက်ဝေးတဲ့ပြင်လဲဝိုင်းရှင်နေမသိပဲဝင်ရောက်လာခဲ့သူတယောက်က မဟင်ကန်တို့ဝိုင်းတိုက်တဲ့ကိုအချိန်မတော်အညစ်ကြေးတွေဖြစ်သွားခဲ့ခြင်းဖြစ်တောင်မဝိုင်းနဲ့နောက်ဖက်ဝိုင်းတွေဟာဒီလိုလိုမျိုးလုံးမမဟုတ်တော့မဟင်ကန်ယုံသည်အပြင်သတင်းတယောက်ကဒီနေရာကိုအကြောင်းတစ်ခုပြင်ကိုကစံစီခဲ့ပုံရသည်ကိုဆန်ကောင်းမြင်မဟင်ကန်တို့ဒါတလက်စီဖြင့်ရောက်သွားကြသည်ရကနှစ်ယောက်စလုံးတောင်းသွားခဲ့ကြသည်မဟင်ကန်ထိုးလာတော့ထိုးလိုက်တော့တမီယောင်အောင်တွင် အရာသုံးမျိုးတနည်းအားစီဖြန့်ကျဲနေပါတခုကနှီးခေါ်ပတောင်တလုံးပြည့်၍အခြားတခုကတော့သွေးတွေတပွဲပွဲပြီးပါနေတော့ပဲ့အနီစားတစားဖြစ်သည် အထဲမှာတစုံတရာပါသလိုရှိတဲ့အပြင်ကိုဆန်ကောင်းကတဝူဖြင့်ထိုးခွဲကြည့်သည် အမဲသားတွေလလဆဆရှိသည်ရောမက အနည်းဆုံး50သားလောက်ရှိလိမ့်မည်ပဲ့အနီစားဟောင်းမှာတော့စေမဲဖြင့်အင်းတွေလိုအွက်တည်ထားသည် ကိုဆန်ကောင်းကမဟိကံကိုတစ်ချက်ကခံလိုက်သည်မဟိကံကတော့တက်မီတစ်ဖက်ထိုးတိုင်းတရှိကိုပင်မမနိုင်လောက်ငန်းငန်းကြီးညနေလေးသည်နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပေးကြပါဦးလို့ကျွန်မရွှေတုတ်ပါ။